ားလုံးပဲမင်္ဂလာပါရှင် ကျမရဲ့ YouTube channel လေးကနေကြိုဆိုလိုက်ပါတယ်ကျမရဲ့ channel မှာဒဏ္ဍာရီအကြောင်းတွေရာဇဝင်အကြောင်းတွေနဲ့တခြားသောစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အကြောင်းအရာမျိုးစုံကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ကျမရဲ့ channel လေးကို like and subscribe လုပ်ထားဖို့တောင်းဆိုချင်ပါတယ်ရှင်ကျမဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ငိုကြွေးမြည်တမ်းနေသောအမျိုးသမီးဆိုပြီးအတိတ်ပဲရတဲ့လာလိုရိုနာရဲ့ဒဏ္ဍာရီပဲဖြစ်ပါတယ်ရှင် ်လာလိုရိုနာရဲ့ဒဏ္ဍာရီဟာမက္ကဆီကိုနဲ့လက်တင်အမေရိကရဲ့တခြားဒေသတော်တော်များများမှာနက်နက်ရှိုင်ရှိုင်ဆွဲဝင်နေတဲ့ဝမ်းနည်းစရာကောင်းပြီးကြောက်မဖွယ်ရာဇလန်းတပုတ်ဖြစ်ပါတယ်။ဒါဟာမာရီယာလို့ခေါ်တဲ့လှပတဲ့အမျိုးသမီးတဦးအကြောင်းပြောပြတဲ့ဇလန်းပါ။မာရီယာဟာချမ်းသာပြီးရုပ်ရည်ချော်မော်တဲ့အမျိုးသားတဦးကိုနက်နက်ရှိုင်ရှိုင်ချစ်မြတ်နိုးခဲ့ပါတယ်။သူတို့လက်ထပ်ပြီး အရန်ချစ်တဲ့ကလေးမြောက်ကိုဝေခွာခဲ့ပါလေခဏတာတော့သူတို့ဟာတော်ရှင်နဲ့မိသားစုတစုဖြစ်ခဲ့ကြပါလေဒါပေမဲ့အချိန်နေကြလာတဲ့အမျှခင်မွန်းတဲ့ဟာမာရီယာနဲ့တဖြည်းဖြည်းဝေခွာလာပါလေသူဟာသူ့မနဲ့ကလေးတွေနဲ့အတူ အချိန်နေငယ်ပဲကုန်ဆုံးပြီးနောက်ဆုံးမှာတော့လာလိုရိုနာကိုထားခဲ့ပြီးတခြားအမျိုးသမီးတစ်ယောက်နဲ့ဖောက်ပြန်သွားခဲ့ပါလေ ြေကွယ်ဝန်းနေပြီးဒေါသနဲ့စိတ်ပြတ်အားငယ်မှုတွေလမ်းလွှမ်းမှုသွားတဲ့မာရီယာရဲ့စိတ်ဟာဝေဝါးသွားခဲ့ပါတယ်။ကြောင်မတ်ဖွေရာဖူးတွတ်သွားတဲ့အခိုက်အတန့်မှာသူမဟာ သူမရဲ့ကလေးတွေကိုမြစ်တစ်ခုဒါမှမဟုတ်ချောင်းတစ်ခုစီကိုခေါ်သွားခဲ့ပါတယ်။သူမရဲ့ဝမ်းနည်းပူဆွေးမှုတွေနဲ့အတူကလေးတွေကိုရင်နှစ်တေစေခဲ့ပါတယ်။ဒီအကြောင်းမဖွေရာလုပ်ရအပြီးမှာမာရီယာဟာ ချက်ချင်းတတိပြန်ဝင်လာပြီးအတိုင်းအဆမဲ့အပြစ်ရှိတယ်လို့ခံစားရတာကြောင့်နောင်နာရခဲ့ပါလေ။သူမဟာမြေကမ်းမတလျှောက်သူမရဲ့ကလေးတွေကိုယူသွစွာလက်ရှာခဲ့ပေမဲ့အချိန်လွန်သွားခဲ့ပါပြီ။မြစ်ကသူတို့ကိုတင်းယူသွားခဲ့ပါပြီ။ဒန်နာရဲ့အယမာရီယာဟာဝမ်းနည်းပူဆွေးမှုတော်၎င်းကိုကိုကိုတတ်တည်ခြင်းကြောင့်တော်၎င်းမကြခင်မှာတည်ဆုံသွားခဲ့တယ်လို့ဆိုကြပါတယ်။ ဒါပေမဲ့သူမရဲ့ဝိညာဉ်ဟာငြိမ်းချမ်းစွာအနားယူခွင့်မရခဲ့ပါဘူး။သူမရဲ့ကြောက်မဖွယ်ရာယာဆွေးမှုတွေအတွက်ပြစ်ဒဏ်အနေနဲ့သူမဟာသူမရဲ့ပျောက်ဆုံးသွားတဲ့ကလေးတွေကိုထာဝရလက်ရှာရင်ရေလန်းချောင်းတွေတလျှောက်လှည့်လည်သွားလာနေရတယ်လို့ဆိုပါတယ်။တိတ်ဆိတ်တဲ့ညတွေမှာအထူးသဖြင့်မြစ်တွေအင်းအိုင်တွေဒါမှမဟုတ်သူမြောင်းနေနာမှာသူမရဲ့ ဝမ်းနဲ့ပူပြောရငိုကြွေးမိတန်းတန်းအိုးကျမရဲ့ကလေးတွေဆိုတဲ့အတန်ကိုကြားနိုင်တယ်လို့လူတွေကပြောကြပါတယ်။သူမရဲ့တရေပုံရည်ကို မချာကနဆိုတယ်လို့အပြူရောင်ဝတ်စုံနဲ့ငိုကြွေးမိတန်းနေတဲ့အမျိုးသမီးတစ်ဦးအဖြစ်မြင်တွေ့ရတတ်ပါတယ်။လာလူလူနာရဲ့ဌာနကြီးဟာ မနာလိုစိတ်ဒေါသနဲ့ခလေးတွေကို မတော်မတရားဆက်ဆံခြင်းရဲ့အန္တရာယ်တွေကိုဂရီပေးတဲ့တင်ငန်းစာပေးတဲ့ဇလန်းတစ်ခုအဖြစ်တည်ရှိနေပါလေ။ဒါအပြင်ဝမ်းနဲ့ကြေကွက်မှုနဲ့ဆုံးရှုံးမှုရဲ့ခံစားချက်ကိုလည်းဖော်ညွှန်းပါတယ်။သူမရဲ့ငိုကြွေးတံကိုကြားရင်နမိတ်မကောင်းဘူးလို့လူတော်တော်များများကယုံကြည်ကြပြီးတချို့ကသူမဟာတခြားခလေးတွေကိုသူမရဲ့ခလေးတွေအမှန်နဲ့ ခေါ်ဆောင်သွားဖို့ကြိုးစားလိမ့်မယ်လို့တောင်ပြောကြပါတယ်။မိဘတွေဟာညဘက်မှာ ခလေးတွေကိုအန်ဒီရရှိတဲ့ရေပြင်နဲ့ဝေးဝေးမှထားဖို့ဒီဇလန်းကို အသုံးပြုလိမ့်ရှိပါတယ်။ဒီသန္တာကြီးရဲ့အသေးစိတ်အချက်လက်တွေဟာဒေတာတစ်ခုနဲ့တစ်ခုမတူညီနိုင်ပေမဲ့ နှလုံးကွဲကျင်နေတဲ့အမျိုးသမီးတဟူးဟာသူမရဲ့ခလေးတွေကိုရင်နစ်သေးစေပြီးသူတို့ကို ထာဝရလိုက်ရှာနေတဲ့ဆိုတဲ့အဓိကအချက်တွေကတော့တတ်သမတ်တဲ့တရှိနေတာကြောင့်သူမဟာ လက်တင်အမေရိကရဲ့ရိုးရာပုံမြင်နေတဲ့ကတကယ်ကိုကြောက်မက်ဖွယ်ကောင်းပြီးမမေ့နိုင်စရာကောင်းတဲ့ပုံရိပ်တစ်ခုဖြစ်နေပါတယ်ဒီနေ့ဇလန်လေးကတော့ဒီလောက်ပါပဲရှင် ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ထူးတင်ရှိပါတယ်ရှင်။အားလုံးပဲကောင်းသောနေ့လေးပိုင်ဆိုင်နေကြပါစေရှင်။